မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအမိုးတိဆောက်ချေအခန်းကိုဆက်ပြီးအခန်းနှစ်တသမကုသမနှစ်မှာပါတဲ့အမိုးအက roof covering နဲ့ အခန်းနှစ်တသမကုတမကုန်မှာပါတယ်အမိုးထုတ်တမ်းများ roof trusses အတွက်အထွေထွေလိုသက်ချက်တွေကို ရှင်းပြပေးနိုင်မလားရှင်အမိုးအကန့်နဲ့ပတ်သက်ပြီးတော့အဆောင်အုံအားလုံးအတွက်အမိုးအကာဒီသတ်မှတ်ထားသောတိဆောက်မှုအမျိုးအစားဤမိဘေးဒဏ်ခံနိုင်ရေးလိုအပ်ချက်များအပေါ်မူတည်၍မိဒဏ်ခံနိုင်တော်သို့မဟုတ်တာမန်အမျိုးအစားဖြစ်ရမည်မီးလောင်လွယ်သောအမိုးအပူကပစ္စည်းကို၎င်းအပေါ်တွင် ခွင့်ပြုထားသော အမိုးအကာကိုဓာတ်ရိုက်မိုးထားပါက တိဆောက်မှုအမျိုးအစားအလုံးတွင် အထုံးပြုခွင့်ရှိသည်အမိုးထုတ်တန်းများနှင့်အမိုးအလုံးကိုအဆောင်အုံတစ်ခုလုံး၏တသားတည်းကျသောအစိတ်ပိုင်းတစ်ခုဖြစ်လာစေရန်ဘောင်များနှင့်ထောက်ကနေရန်များတွင်စနစ်တကျချိတ်ဆက်တိဆောက်ရမည်အမိုးထုတ်တန်းများ၏အဆက်အာလုံးသည်ကောင်းမွန်စွာကိုက်ညီရမည်ဖြစ်သည်ထုတ်တန်းပေါ်တွင်ဝန်အားမသင့်ပိုင်းဆွဲအားခံစိတ်ပိုင်းအာလုံးကို ကောင်းစွာတင်းကျပ်ထားရမည်အမိုးထုတ်တန်းအားလုံးကိုခိုင်ခန့်စေရန်တောင်းဖြောင်ရေးရင်းໃຫຍ່မှုထိန်ထောက်တိုင်များကိုအသုံးပြုရမည်။ ထုတ်တမ်းများရှိပစ္စည်းများ၏ခွင့်ပြုထားသော အလုပ်ဝန်အားသည်ဒီကျင့်ထုံ၌ကိုညီရ၏တွဲကြမှုကိုကာကွယ်ဖို့အတွက်ခုံးတက်တိဆောက်ခြင်းကိုပံ့ပိုးပေးရမည်အမိုးအောက်ကခေါင်းမိုးထက်တွေအတွက်ရောဘလို့အသေးစိတ်ပြတ်တမ်းချက်တွေရှိပါသလဲပထမဦးဆုံးအနေနဲ့ဝင်ထွက်ပေါက် access အကြောင်းကိုသိချင်ပါတယ်ဟုတ်ပါတယ်ဝင်ထွက်ပေါက် access မီလောင်လော်ရောမန်နေဂျင်တို့မဟုတ်အမိုးတိဆောက်မှုရှိအဆောင်အုံများ၏အပေါ်ဆုံးထပ်မန်နေဂျင်တွင်ခေါင်မိုးထပ်ကိုဝင်ထွက်နိုင်သောအပေါက်တစ်ခုပံပိုးဖျားမိအဆိုပါအပေါက်ကိုသုံးထပ်တို့မဟုတ်ထိုးထပ်မြင့်သောအဆောင်အုံများ၏စင်ကြလန်းတို့မဟုတ်လူသွားလန်းတွင်ထားရှိရမည်ထိမိသည့်အမြင့်သောအဆောင်အုံများတွင်အလွယ်တကူဝင်ထွက်နိုင်ဟမည်အပေါက်သည်600မီလီမီတာမြောက်600မီလီမီတာနှစ်ပေထပ်မငယ်ဟမည်ဝင်ထွက်ပေါက်အပေါ်တွင်အနည်းဆုံးရှင်းလင်းသောအမြင့်800မီလီမီတာ 33.2လက်မှရှိရမည်။ခေါမိုးထွက်တွေမှာမိဘကာကွယ်ရေးအတွက် area ပိုင်းခြားခြင်းနဲ့လေစည်းသားတွေဆိုပြီးတွေ့ရပါတယ်။အဲ့ဒါတွေကိုလည်းရှင်းပြပေးပါအောင်ရှင်။ဟုတ်ပါတယ်။ဒါတွေကမီးမပြတ်နှံကာကွယ်ဖို့ပါ။ area ပိုင်းခြားခြင်း area separation မီးလောင်လွယ်သောတိဆောက်မှုဖြင့်ပြုလုပ်ထားသောအလုံးပိတ်ခေါမိုးထွက်နေရာများကိုမျက်နှာချင်းသောအမိုးတောင်ရောက်သောမီးတံခတ်နိုင်သောအကာအယံများနှင့် 250ဆေးရူမီတာ2693ဆေးရူပေတန်းကမျောသောအလျာစီဧရိယာများအဖြစ်ပိုင်းခြားရမည်ချွင်းချက်အနေနဲ့ခေါင်မိုးထက်တစ်ခုလုံးတွင် ခွင့်ပြုထားသောအလို့လျောက်မီငင်းတပ်စနစ်တန့်စင်ထားပါကခေါင်မိုးထက်နေရာကို905ဟက်ဆေးရူမီတာ8093ဆေးရူပေထက်မမျောသောဧရိယာများအဖြစ်ပိုင်းခြားနိုင်သည်ပိုင်းခြားထားသောအကာရံများရှိအဖွင့်အပေါက်များကိုအလို့လျောက်ပိတ်တကားများနဲ့ကာကွယ်ထားရမည်နောက်ဆုံးအနေနဲ့ခေါင်မိုးထက်တွေရဲ့ လေဝင်လေထတဲ့အတွက်ဘလို့ပြစ်ဒဏ်ထားပါတယ်ရှင်။လေစည်းသားများ drop stops ဒီတိဆောက်မှုမျိုးစားမြစည်းထထစေဆေဒူမီတာနှုတ်ထောင်းထကြောလွန်တော်အဆောက်အုံအောက်လုံးတွင်ထုတ်တန်းအမိုးတွင် အမိုးနှင့်အောက်ခြေချိုသို့မဟုတ်ထုတ်တန်းများကြားတွင်လေစည်းသားများကိုတက်ဆင်ရမည်။လေစည်းသားများကိုခေါင်မိုးထဧရိယာပိုင်းခြားခြင်းများအတွက်တိဆောက်သလိုတိဆောက်ရမည်။လေဝဲလေထဗန်ဒီလေးရှင်းသည့် မျက်နှာခြေများကိုအမိုးတိုင်းများ၏အောက်နံတိုက်ရိုက်ကပ်ယူဖြစ်ပေါ်သောဒိုင်းကြားနေရာများကိုအတွင်းအလုံးပိတ်ခေါင်းမိုးထက်များကိုမိုးရီဝင်ရောက်မှုမှကာကွယ်သောလုံလောက်ခေါလေဝင်လေထွက်စနစ်ပံ့ပိုးပေးရမည်အခုလိုအမိုးတိလျှောက်ခြင်းနဲ့ခေါင်းမိုးထက်တွေအတွက်လိုက်နာရမယ့်စီကန်းချက်တွေကိုအသေးစိတ်သိရှိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ခင်ဗျာဒါအလုံးကအဆောင်အုံရဲ့အပေါင်းဆုံးအပိုင်းဖြစ်တဲ့အမိုးကို တိဆောက်ပုံစံခိုင်ခန့်ရေးမိဘအန်ရကင်းရှင်းစေဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပြတ်တန်းချက်တွေပဲဖြစ်ပါတယ်ခင်ဗျာအခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကူကိုရောအစီအစဉ်ကိုကြည့်ရှုနားရှင်ပေးကြတယ်ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်း၄ရဲ့အခန်းခွဲ 2.9ရဲ့ကြံရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်။